လုံးမဲမင်္ဂလာပါအမအိုဒီနေ့အိမ်ပြောင်းနေပေါ့နော်အဲ့ဒါအမတို့ဒီမှာလာလာ move service လေးခေါ်တာတဲ့အဲ့လာလာ move ကအမတို့ဒီမှာကဲဒီကားလေးပေါ့နော်အဲ့ဒါကဒီ9ပေလောက်10ပေလောက်ရှိမယ်ထင်တယ်ဒီမှာသူတို့ကတော့မီတာနဲ့ပြောတယ်ပေါ့နော်အဲအဲ့ကားလေး မတော်ငားလိုက်တယ်ဒီကောင်ကကြတော့မတော်စင်ကာပူဒေါ်လာ150ဝင်ချင်နေပါကြတယ်ပေါ့နော်အခုဒီမတော်ပြောင်းတဲ့အပါမန့်လို့ပေါ့သူကကွန်ဒိုပေါ့နော်စာပေအပါမန့်လို့လည်းခေါ်တယ်ပေါ့အဲဟာလေးရဆိုလို့ရှိရင်မတော်ဒီဂေးလမ်းမှာရှိတာပေါ့နော်ဂေးလမ်းမှာရှိတယ်ပြီးလို့ရှိရင်သူကအဲမြင်ရတော့၃ထပ်အထိပဲရှိတယ်အမမတော်ဂါဒန်နေဂျင်းနေရေကူးကန်နေပါတယ်ပေါ့နော်ဒါကတော့အခုမြင်ရတဲ့ဂါဒန်လေးဒီဂါဒန်မှာသူကရုပ်လူတွေအများကြီးပဲပေါ့နော်အခုလိုမျိုးညနေပတ်ကြလို့ရှိရင်အဲဒီမှာထပ်ပြီးလာထွက်ပြီးတော့စီလီတောက်တဲ့လူတွေရှိ ည်တယ်ပြီးလို့ရှိရင်ပေါ့နော်အဲမွေးနေ့ပွဲချင်းပါတာရှိတယ်ပေါ့နော်နေ့ကပတ်ဆိုရင်တော့ပူတော့ဘယ်မှာဘယ်သူမှတော့မနေဘူးအမအခုအမတို့အခုအိမ်ပြောင်းတဲ့အချိန်အကြာတော့10နာရီခွဲ17နာရီပေါ့နော်ပြီးတော့ weekday လည်းဖြစ်နေတော့ဒီမှာတော့လောလောဆယ်ဘယ်သူမှမရှိဘူးပေါ့နော်ဒီကုန်မားတော့မြင်ရတဲ့အတိုင်းပေါ့နော်အခုလိုရုပ်ထုတွေကအများကြီးရှိတယ်။မမတို့ခန်းထဲမှာလည်းအများကြီးရှိတယ်ပေါ့နော်။မမတို့ခန်းလေးလည်းမမတို့ပြကြရင်လိုက်ပြပေးမယ်။မမတို့အခုငါးရတဲ့အခန်းပေါ့နော်။စင်ကာပူဒေါ်လာတစ်လောက်2000လောက်ပါ900ပေးရတယ်။ ဒီမှာအမားတို့ဘောနောပုံမှန်ဆိုလို့ရှိရင်ရေဘိုးတွေပါတယ်ပါတယ်အခုဒီမှာရေဘိုးတွေမပါဘူးအမားတို့ပေးကြမလို့ဘောနောဒီဒီအပါမန်တကပေးပေးတယ်ပြီးတော့ဒီမှာတပတ်တစ်ခါဘောနောကြာသာပေးနေတဲ့တန်ရှင်ရှိတယ်အဲ့အခါလဲအမားတို့ပေးကြမလို့ဘောနောတန်ရှင်လေးလည်းပါတယ်နောက်ပြီးလို့ရှိရင်ကျတော့အမားတို့ air con service ပေါ့ဒီစင်ကူမကြတော့၃နာရီတခါ air con service လေးလုပ်တယ်အဲ့ဒါကိုလည်းကိုယ့်အကူလုပ်ကြတာဘောနောဒီမှာမပါဘူးဆိုတော့အမားတို့ဈေးလေးရတယ်တော်တော်တက်တာရတယ်ဘောနောဒါပေမဲ့ဘာဖြစ်လို့အခုဒီမနေရာမှာ2500နဲ့ရလဲ ိုတော့ဗောနော်ဒီဂေလန်ကစင်ဟူမှာဆိုလို့ရှိရင် red light district ပေါ့အားနဲ့နီးတယ်ဒါကြောင့်မလို့ဗောနော်လူတွေတော်တော်များတိတ်မငားကျင်ကြဘူးဗောအားကြောင့်မလို့ဈေးတက်တာလဲဗောနော်အခုဒီအခန်းလေးကဈေးလဲတက်တာလဲပြီးရင်အခန်းလေးကလည်းတော်တော်ကျယ်တယ်ဗောအခုလိုမျိုး service တွေလည်းအကုန်ရတယ်အဲမအောင်လဲဗောနော် red light district မှာတည်ပေမဲ့အဲဒါပေမဲ့ကိုနဲ့လည်းကိုလမ်းမဟုတ်တော့ဗောနော်ကိုနဲ့လည်းနည်းနည်းလှမ်းတယ်ဗောအိမ်လမ်းလေးရဆိုတော့အဲနေကြည့်မယ်ဗောနော်အဲ့တော့အမတို့ဒီအပါမန်လေးကိုပေါ့နော်တနစ်စာချုပ်ချုပ်ထားတယ်တနစ်စာချုပ်ချုပ်တော့အမားတို့ဒီပိုစစ်ကတော့တလားသာပေးရတယ် ဒီလမ်းမှာကောင်းတာတစ်ခုอ่ะဗောနော်သူကအစားတောက်ဆိုင်နေအများကြီးရှိတယ်နမင်ကြီးတဲ့စားတောက်ဆိုင်နေအများကြီးရှိတယ်ဗောနော်ပြီးတော့သူက24 hour ဖွင့်နေဗောပြီးတော့သူကဒီကလားဆိုင်နေဗောကလားစားတောက်ဆိုင်နေနဲ့နီးတယ်ကလားစားတောက်ဆိုင်နေနဲ့နီးတော့ဘာလဲဆိုတော့ဘာလို့ဗောနော်စွပြုတ်တွေဗော စိတ်စွတ်တွေဘာတွေဗောဆိုစားလို့ရတယ်ပြီးလို့ရှိရင်じゃတော့မအားတို့ ဒီ fair price ကပေါ့နော်ဒီဂေးလမ်းမှာဆိုလို့ရှိရင်အများတန်းဆေးချတယ်ပေါ့နော် discount ချတယ်ဒီအမတို့တိုပိုင်းမှာနေကြတော့ဆိုအဲ့လောက် discount မချဘူးပေါ့နော်ဒါပေမဲ့အခုဒီဂေးလမ်းမှာတိတိတသားပဲပေါ့နော်ကျက်ဥတွေဆို buy one get one တွေပါရတာတွေရှိတယ်ပြီးရင်တိုပိုင်းဥထက်ပို့ပြီးတော့ဈေးလေးတက်တာရဲပေါ့နော်အားကြောင့်မလို့အားလေးလည်းမစိုးဘူးပြီးရင်ဒီဘေးနားမှာ glass sign တွေပေါ့ glass ခင်းသင်းရွက် sign တွေများတယ်ဆိုတော့ကိုရီ ingredient တွေဝယ်လို့ရတယ်ပေါ့နော်အဲ့ glass sign တွေလည်းပါလေအမတို့ငားတွေပေါ့ငချင်းတွေငရဲတွေငါတလောက်တွေလည်းအလွယ်တကူရတယ်ပေါ့ ါ့เนาะပုံမှန်ဆိုလို့ရှိရင်တော့အမားတို့ကဒါကလားဈေးကိုသွားပြီးတော့ဝယ်ရတာဒါမှမဟုတ်လေ City Hall ဆိုတဲ့နေရာပေါ့เนาะမြန်မာစားတောက်ဆိုင်တွေရှိတဲ့နေရာ site တွေရှိတဲ့နေရာကိုသွားပြီးတော့ဝယ်ရတာပေါ့เนาะအဲ့လိုမျိုးရေချုံကားတွေလိုရင်ပေါ့အဲ့လိုမျိုးရေချုံကားတွေလိုခြင်းပေါ့เนาะ မအိုဒီကွန်ဒိုကလေအဲ Airbnb ပုံစံမျိုးလဲငားတယ်ပေါ့နော်အဲ့တော့သူကအခုလိုမျိုး service လုပ်တဲ့လူတွေလဲတွေ့ရတယ်သူ Airbnb ငားတဲ့အတွက်ကိုဒီ hotel ပုံစံမျိုးပေါ့နော်လူတွေကတော့ဝင်လိုက်ထွက်လိုက်နေအဲ့လို vibe ကလေးကတော့ရတယ်ဒီမှာ gym လေးတော့ရှိရဲ့ဒီ gym ကနေ့လယ်ပဲဆိုလို့ရှိရင်ပေါ့နော်နေအောင်ထားရရတော့အရန်ပူတယ်လောင်ပြီးတော့ဘယ်မှဘယ်သူမှ မစော့ကြဘူးပေါ့နော်အမဆိုလို့ရှိရင်ညနေပဲပဲစော့တယ်ဒါကတော့အမတို့ခံဝါပေါ့နော်ဒီမှာ၃ခန်းရှိတယ်သူကအမအခန်းကြီးတဲ့မှာမအခုလိုမျိုး၃ခန်းရှိတာပေါ့နော်တခန်းချင်းစီတိုင်းမှာလည်းသူက bedroom လေးတွေပါတယ်ပြီး kitchen လေးတွေပါတယ်ပေါ့နော်ဒါမျိုးလေးတွေရှိမယ်အခန်းလေးကတော့တော်တော်ကျယ်တယ်ပုံမှန်1900ဈေးနဲ့ဆိုလို့ရှိရင်ဒီအခန်းကတော်တော်လေးကိုတတ်တာရယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီ living room ဆိုလို့ရှိရင်လည်းအမတို့၁၂ဘေး၁၀ဘေးလောက်ကိုကျယ်တယ်ပြီးတော့အမတို့ဒီ dimensions ဆွဲတွေပါတယ်လည်းအကုန်ပါတယ်ပေါ့နော်ပြီးတော့နောက်ထပ် garden လေးလည်းပါသေးတယ်ဒီမှာဆိုလို့ရှိရင်အမတို့အဝေးတွေ းပိုင်းလှမ်းလို့ရတယ်ပေါ့နော်။သူကတော့ဒီရုပ်ထုတွေကတော့မြင်တဲ့အတိုင်းပဲနေရာတိုင်းမှာရှိတယ်။အမတို့ဒီတခန်းမှာဆိုရုပ်ထုကိုပေါ့နော်6ခုလောက်ပါတယ်။အခုအမတို့ကားတိုင်းမှာဆိုလဲဒီပေါ့နော်ဖျားရုပ်ထုပြီးလို့ရှင်ခွဲရိုင်းမဲ့ရုပ်ထုတွေပါပါတယ်ပေါ့နော်။ ဒီနေရာလေးကနေအောင်ကြရတယ်ဆိုပေမဲ့အင်ကြီး6တာအင်ကြီးလှန်တဲ့အခါကြရင်ပေါ့နော်6တာမမြန်ဘူးဒီ living room ကတော့အမအဒီ၄ရောက်ပေါ့နော်ဒီပုံစံကိုမကြိုက်ဘူးဆိုတော့အမပြန်ပြောင်းဖြစ်တယ် bedroom လေးကတော်တော်လေးလေဝင်လွတ်ထက်ကောင်းတယ်လေးလင်းရှင်းရှင်းလေးနဲ့ပေါ့နော်အားလေးကတော့တော်တော်လေးအဆင်ပြေတယ်ပြီးတော့သူကကျဲတယ်ပေါ့နော်အမတို့အိမ် bedroom ရဲ့ဘေးနားမှာကြတော့အပိန်လေးတွေရှိတယ်နောက်မှာတော့ဘာမှမရှိတော့ဘူးပေါ့နော်အဲပြီးလို့ရှိရင်အမတို့ကက်ဘိနက်လေးတွေပါလေးတွေပါတယ်ပြီးရင်အမတို့ bedroom ထဲမှာပေါ့ဒီမှာ bed တက်နဲ့ ိတ်ဘက်တက်ကပေါ့နော်အမတို့တစ်ခါနှစ်ခါတော်တော်လေးချောတယ်ပေါ့နော်ချော်ကြတယ်အဲနောက်တစ်ခါငားလို့ရှင်တော့လို့ဘက်တက်ပါတဲ့ဟာရင်းပေါ့နော်လောင်းတန်းနေမယ်ဆိုလို့ရှင်ငားတော့ဟိုပုံဆုံးပြတဲ့ချလိုက်တယ်ပေါ့နော်တော်တော်လေးအနေနဲ့များလို့ခဏခဏချော်လို့ပေါ့နော်ပေးဒီမှာဘေးစင်လေးတွေပါမယ်ဒါလေးတွေကကက်ဘိနက်လေးတွေနဲ့ဆိုတော့တော်တော်သုံးရတာအဆင်ပြေတယ် အခုအမတော်လာလာမှု၅ရက်အတွက်အိမ်မှာသူက mover တွေလည်းပါတယ်ပေါ့နော် mover တွေကအမတို့ဒီဒီအိမ်ထဲကိုအထုပ်လေးလာပြီးတော့ပို့ပေးတယ်ပေါ့နော်အခုကတော့အမအိမ်ကနေယူလာတဲ့ခဲတဲ့ဟာလေးတွေကိုရေကတိတာတွေထည့်နေတာထည့်ပြီးလို့ရှိရင်တော့အခုအမတို့အိမ်၄ရောက်ပေါ့နော်အားလေးကိုချိန်မယ်ချိန်ပြီးလို့ရှိရင်တော့ပြီးပါပြီအဆိုရင်တော့အားလုံးပဲဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ပါမယ်နော်